တန်းကြီးအနာကတ်ကိုတို့တွေအားလုံးပူပေါင်းတိဆောက်မှရမယ်ဆိုတဲ့ယုံကြည်ချက်ရှိသောဒီပြည်သူစစ်ဘက်ကနေပဲပြောင်းလာတဲ့လူငယ်များနဲ့စစ်ပညာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှဲ့တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်တို့ခရနီပြည်ဂျာကလာအုပ်ချုပ်ကောင်စီပြည်သူ့အစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်မှာဆင်နွှဲနေတဲ့ပြည်သူ့တော်လှန်ရေးရဲ့အသီးပွင့်တွေဖြစ်ကျွန်တော်တို့အခုလျှောက်တဲ့ဒေတာတစ်ခုမှာအခုလိုခံခံနာနာစီစီကာကာနဲ့တွေးဆုံကြိုးဆိုနှုတ်ဆက်ပွဲကျင်းပတာဖြစ်ပါတယ် အဲဒီမှာတင်လာတဲ့အတိုင်းကျွန်တော်တို့အားလုံးဟာအမှန်နဲ့တရားအဖြစ်ဤသူဘက်ကိုကူးပြောင်းလာတဲ့ဤသူစစ်သားဤရှစ်သားတွေကိုနိုင်ငံရဲ့အနာဂတ်ခွန်အားများဖြစ်နေထွေးကူဆူကူပြုကြတာဖြစ်ပါတယ်။ရှေ့ဆက်ပြီးတော့သူတို့တွေကိုတိုင်းပြည်တိဆောက်ရေးဂျာကာလာအတွင်ကူးပြောင်းရေးကဏ္ဍတွေမှာသူတို့တူဦးချင်းစီရဲ့စံအားတွေနဲ့ဘလောက်အရေးပါလဲဆိုတဲ့အကြောင်းကိုလည်းသူတို့ကိုရှင်းပြထားပြီးဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ကတစ်ဖက်မှာလက်နက်ကင်ပြီးတော့ဖက်စစ်အာဏာရှင်စနစ်ခုခံတွန်းလှန်ချိန်မုန်းတဲ့ တွန်လိုင်းလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေသလိုတစ်ဖက်ကလည်းပဲကျွန်တော်တို့ဟာနိုင်ငံသားချင်းချင်းဖြစ်တယ်နိုင်ငံတော်ကိုတည်ဆောက်ဖို့ဒီနိုင်ငံသားတွေနဲ့ပဲဆက်လက်တည်ဆောက်ရမှာဖြစ်တယ်ကျွန်တော်တို့အမှန်တရားဘက်တော်သားတွန်လိုင်းသမားများအလုံးဟာနိုင်ငံတကာဥပဒေပြည်တွင်းဥပဒေတော်လှန်ရေးစံချိန်ဆိုင်တွေကိုအပြည့်အဝလိုက်နာသောလူသားချင်းစာနာမှုတန်ဖိုးကိုအပြည့်အဝဖောင့်ထိန်သောဘက်တော်သားများဖြစ်တယ်ဆိုတဲ့ကြားသာချက်ဖြစ်စစ်မြေပြင်ကနေထွက်ပြေး လာဖို့ချိတ်ဆက်လာတော့ဖက်စစ်အတန်းဖက်လပားစီဖြစ်အတင်းသမခိုင်းစီခံရတဲ့ဟော်ဒီလူစစ်သားငယ်လေးတွေကိုယူနီထွေထွေကျူဆူလက်ခံနေပါတယ်တို့တွေဆိုရင်လည်းပဲအသက်နဲ့ခန္ဓာကိုယင်းပြီးတော့စွန့်စားထွက်ပြေးလာရတာဖြစ်တယ်လို့ဒီဘက်ကကွာရောက်ကျူဆူရတဲ့တော်လိုင်းကြီးပက်သားများဖက်မှလည်းပဲထိခိုက်အကြဆုံးယင်းနှူးကြီးစွာနဲ့လူသားချင်းအသက်ကယ်ဆယ်မှုအလုပ်ကိုဆောင်ရွက်ရတာဖြစ်ပါတယ်တို့အားလုံးကရှော့ရှော့ရှူရှူဂလင်းတကူနဲ့ ဒီဘက်ကိုပြုံးပြုံးရွှင်ရွှင်ရောက်လာခဲ့ကြတာမဟုတ်ပါဘူး။အဲသူတို့အားလုံးအတွက်သွားကြုံရင်အသက်ခဏပေးလိုက်ရတဲ့တော်လိုင်းပသားရည်လည်းရှိသလိုထွက်ပြေးလာဖို့ကြိုးစားရင်လမ်းခုလက်မှာပဲသူတို့ဖက်စစ်ဂျာဖက်တပ်တွေရဲ့ဖိတ်ဆို့ဟန်တာတိုက်ခတ်ထောင်ထားတဲ့နေမိုင်းတွေကြောင့်အသက်ခဏဆွန့်လွတ်သွားရတဲ့စစ်တီတော်တွေလည်းရှိပါတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့တော်လိုင်းကြီးကိုမှန်မှန်ကန်ကန်နဲ့အဆုံးတိုင်ထိသွားမဲ့ဘက်တော်သားတွေအနေနဲ့ကျွန်တော်အားလုံးကအခုလိုမျိုးယာချီတဲ့ထွက်ပြေးလာတော့ဖက်စစ်အကြမ်းဖက်လက်ပါစီ ီထဲမှာအာလုံးနိဗ္ဗာန်ဟာအတင်းတမဖန်စီခံရပြီးတော့နော်အတင်းတမဖန်စီခံရပေါ်တာဆွဲခံရပြီးတော့စစ်တပ်ထဲတွသွင်းခံရတဲ့လူခွေချိုးပေါက်ခံရသူတွေသာဖြစ်ပါတယ်ဒီလူငယ်တွေကိုကျွန်တော်တို့ဟာနည်းနည်းလေးကြိုးဆိုတဲ့ဆက်လက်ပြီးတော့လဲကြိုးဆိုဖိတ်ခေါ်တဲ့အစီအစဉ်တွေရှိသလိုစနစ်တကျပြန်လဲစုဖွဲ့ပြီးတော့သူတို့အတွက်တိုင်းပြည်တိဆောက်ရေးလိုအပ်တဲ့တမွေးဝမ်းကြောင်းပညာနိုင်ငံတော်တိတိဆောက်ရေးလိုအပ်တဲ့အုပ်ချုပ်ရေးပညာစတာတွေကိုလည်းစင်ပွားတင် जा ပေးမှာဖြစ်တယ်လို့ လက်လောရေပြင်စီရင်အခြေအနေလိုအပ်ချက်ရခံယူချက်ခိုင်မာသောတိုင်းပြည်အနာဂတ်ကိုတို့တွေအားလုံးပူးပေါင်းတည်ဆောက်မှရမယ်ဆိုတဲ့ယုံကြည်ချက်ရှိသောဒီပြည်သူစစ်ဘက်ကနေပဲပြောင်းလာတဲ့လူငယ်များနဲ့စစ်ပညာပေးချာပင်ချာစုဖွဲ့ပြီးတော့ဖက်စစ်ကြမ်းဖက်စစ်စခန်းတချို့တုံ့ပြန်တိုက်ခတ်တဲ့နေရာမှာလည်းကျွန်တော်တို့ပါဝင်ဆင်နွှဲသွားမှာဖြစ်တယ်။စီယုံမယ်ခေါ်ထုတ်မယ်စုဖွဲ့မယ်အမြင့်ပြတ်တီချီဖက်စစ်စနစ်ချေမုန်းကြီးကိုကျွန်တော်တို့အားလုံးဒေသကတော်လိုင်းခေါင်းဆောင်များနဲ့အတူ ရွေးချွေးစွာညီကိုမနမဤတော်စုသားစိတ်ထားနဲ့ကျွန်တော်တို့ဆက်လက်ကြိုးပမ်းသွားကြမှာဖြစ်တယ်။ဆိုတော့လက်တော်မြေပြင်လိုအပ်ချက်တွေအရကျွန်တော်တို့မှာတော်လိုင်းရေးအတွက်လက်နက်ခဲယံဈေးခါတွေကိုလည်းပြင်ဆင်စုဆောင်းတဲ့ပြည်သူ့ခွန်အားလိုအပ်နေတယ်လို့ဟောဒီလိုမျိုးတစတဲ့တစဆယ်ကဏန်းမှသည်ယာကဏန်းထိဖြည်းဖြည်းကူးပြောင်းပူပေါင်းရောက်ရှိလာမယ်။ဖန်အစ်မဖန်စည်းကံပြည်သူ့သားတွေကိုလည်းပဲကျွေးမွေးဆော့ရှော့ဖို့ကျွန်တော်တို့တွေပြည်သူတွေကပဲဆက်လက်ကူညီပေးကြရအောင်ဖြစ်ပါတယ်။အဲ့တော့နိုင်ငံတကာကိုကျွန်တော်အနေနဲ့ မိတ္တရဲ့ခံပန်ကြားကျင်တာကတော့ကျွန်တော်တို့နိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ဒီတာတွင်အရှိတော်အရှာဒီတာတွင်မှာအတည်ငြိမ်မှုကိုဖြစ်ပေါ်နေစေတဲ့အဓိကရင်းမြစ်ဟာဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ရဲ့ဥပဒေမဲ့လူသားချင်းစာနာမှုမဲ့လူမျိုးတို့တပ်ဖြတ်မှုအပါအဝင်စစ်ရာဇဝတ်မှုပေါင်းမြောင်များစွာကိုကျူးလွန်နေတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်အုပ်စုရဲ့လုပ်ရက်တွေကြောက်တာဖြစ်ပါတယ်။သူတို့တွေကြောက်အခုလိုအတင်းသမားဖမ်းဆီးခံရတဲ့လူငယ်မျိုးများစွာစစ်မြေပြင်မှာတည်ကျင်နေကြတယ် အဲ့တော့ကျွန်တော်တို့တွေရဲ့လမ်းစလမ်းစဉ်ဟာလူသေးချိန်မှုနှုတ်အ ਨੇ ဆုံးနဲ့ထိခိုက်ဒဏ်ရာရမှုအ ਨੇ ဆုံးနဲ့အောင်ပန်းစင်နိုင်မှုအာနာရှင်စနစ်ကိုဖျော်ဖြတ်နိုင်မှုဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးဖဲပြောင်းရေးအစီအစဉ်တွေစစ်တပ်ထက်ကနေထွက်ပြေးလာတဲ့ဒီလိုကိုတန်လူသားတွေကိုကဲဆဲကူညီဆောက်ဆောင်ရေးအစီအစဉ်တွေကိုနိုင်ငံတကာအစိုးရတွေအနေနဲ့အလေးနဲ့တံပိုးထားပြီးပူးပေါင်းကူညီပေးမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ရေပြင်မှာပုံမိုကျယ်ပြန့်တဲ့ ဘယ်ပြောင်းရေးအစီအစဉ်တွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်ဆိုရင်ဂရင်းဘီဂရင်းဘီဈာကလာအုပ်ချုပ်ရေးကောင်စီကခန့်အပ်ထားတဲ့ဘယ်ပြောင်းရေးအစီအမံစီမံအုပ်ချုပ်ရေးကော်မတီရဲ့ညွှန်ကြားမှုတာဝန်နဲ့ရေးပြင်မှာအကောင်းဆုံးစ조사ဆွမ်းဆောင်နေပါတယ်။အကြိမ်နိုင်ငံတကာကသာဒီကြီးမားကြေပြန့်တဲ့ဘယ်ပြောင်းရေးအစီအမံဒီအတွက်ကိုစနစ်တကျစိတ်ဝင်စားရှိရဆိုရင်ကျွန်တော်တို့မြေပြင်ကိုဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့လိုအပ်တဲ့လက်တလောရွေးမွေးအစီအစဉ်တွေရှယ်တာတွေတင်ကြားရေးနဲ့ rehabilitation program တွေအတွက်ကို နိုင်ငံတကာကစနစ်တကျပံ့ပိုးပေးမယ်ဆိုရင်ကျွန်တော်တို့ကယာကနန်းမှကြီးထောင်ကနန်းကြီးတခွဲလိုက်တရင်လိုက်ယူဟာလိုက်တက်မာလိုက်ပဲပြောင်းပြီးတော့ဥပောင်းကကျွန်တော်တို့ဖက်ဒရယ်ပြည်တော်စုနိုင်ငံတော်တစ်ကိုကာကွယ်ဆောက်ရှောက်နိုင်တဲ့တပ်မတော်တစ်တရပေါ်ပေါက်တီချီ ERO ကြီးတွေ PDF ANUGM MOD ရဲ့ PDF အပါအဝင်နဲ့ CDM တွေပဲပြောင်းသူတွေအခုလိုထပ်ပြေးလာတဲ့ပြည်သူစစ်သားတွေပူးပေါင်းပြီးတော့စနစ်တကျစီမံခန့်ခွဲကနိုင်ငံတော်ရဲ့အနာဂတ်ကို power gap ဖြစ်မသွားအောင်အာနာလီဟာနဲ့ဖြစ်မသွားအောင်ကာကွယ်ရန်နီယာကြီးတစ်ခုကိုဆက်လက်တိစောက်သွားနိုင်တဲ့အဖြစ်ကျွန်တော်တို့မျှော်မှန်းထားပါတယ်။ဒါကြောင့်နိုင်ငံတကာသူတို့ပြည်အင်ဂျင်နိုင်ငံဆိုရတဲ့အနေနဲ့ဒီဗက်ပြောင်းရေးအစီအမံဟာမြန်မာနိုင်ငံအပါအဝင်ပြည်တွင်းအင်ဂျင်နိုင်ငံတွေအတွက်ပြီးွားသွယ်ဖြစ်နေစေပြိပခါကိုဖြည့်ရှင်းရေးအတွက်မဖြစ်မနေဖြတ်တန်းတိစောက်ရမယ်အစီအမံကြီးတစ်ခုဖြစ်ပါတယ်။ဒါကိုအလေးနဲ့ထားပြီးတော့ဝိုင်းဝန်းကူညီအားပေးပါလို့ကျွန်တော်အနေနဲ့မြစ်တာရက်ခိုင်နဲ့ဟောဒီလူအသက်ကြီးတဲ့လုပ်ငန်းရှင်ကို ရှင်ဒလာ project လို့ကျွန်တော်နာမည်ပေးထားပါတယ်။နာဇီကစ်လက်ထက်တုန်းကဂျပန်ဒီပက်စစ်အာဏာရှင်တွေဟာဂျူးတွေအများအများကိုဖမ်းဆီးပြီးတော့တပ်ဖြတ်ဖို့ကြိုးစားနေနေမှာရှင်ဒလာလို့ခေါ်တဲ့ဒီဒီလူမျိုးလူအသေးအပြောက်ကလူတွေအများကြီးကိုကယ်ထုတ်ခဲ့တာရှိပါတယ်။ဒါကြောင့်မို့ဟောဒီဆရာမင်းသားတို့လိုမျိုးဟောဒီဆရာကိုရဲတို့လိုမျိုးတကယ်မွန်မြတ်တဲ့လူသားချင်းစာနာတဲ့စိတ်ထားနဲ့လူအသက်တွေကိုကယ်တင်နေတဲ့ကြိုးစားနေတဲ့ဒီရှင်ဒလာ project ဟာ ကျွန်တော်ကျွန်တော်တို့ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့၄နှစ်ကျော်၅နှစ်ကျော်ချင်းနှင်းလာတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်မြစ်ပြတ်ချေမှုရင်းနဲ့ဖက်ဒရယ်ပြည်တော်စုနိုင်ငံတော်တည်တည်ဆောက်ရေးအတွက်မဖြစ်မနေကျွန်တော်တို့အားလုံးတည်ဆောက်ကြိုးပမ်းရမယ့်လမ်းစဉ်ကြီးတစ်ခုဖြစ်ပါတယ်ဆိုတဲ့အကြောင်းတင်ပြရင်းနဲ့ရွေးထွေးစွာအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားပါတယ်အားလုံးကျေးဇူးတင်ပါအလုံးတွေအားဟို တယောက်တော့တယောက်ဝင်၃၄ယောက်တော့ကိုယ့်ရဲ့အတွေ့အကြုံင်းနဲ့ဘလို့တက်ဖွဲ့တယ်ကဘလို့လူတွေကိုပြောချင်တဲ့စကားလေးတက်တက်တာရေရေဘယ်လိုပြောမလဲဒီမှာလက်ထောက်ပြောမလို့အလုံးဟာအသက်ရှင်ရဲ့ပြည်သူ့ဘက်ကိုကူးပြောင်းလာတဲ့ပါစပြည်သူစစ်ခေါ်တဲ့အရင်ကဖမ်းဆီးခံရတဲ့ဖက်စစ်တပ်ကစစ်ကြုံဘွားကနေလွတ်မြောက်ပြီးလွတ်လပ်တဲ့လူဘွားနဲ့နိုင်ငံသားအကောင်ဘွားကိုရောက်ရှိအောင်ကူးပြောင်းလာခဲ့တဲ့တတိတဲ့တူရဲကောင်တွေဖြစ်တယ်အဲ့တို့တွေကတချို့ကျွန်တော်မေးကြည့်ပြီးတော့တို့ဘယ်လိုမျိုးဖမ်းဆီးခံရလဲဆိုတဲ့အကြောင်းနဲ့ သူတို့ရဲ့ဘဝတူလက်ရှိဖက်စစ်တပ်တွေကအတင်းအဓမ္မခိုင်းစစ်ခံနေရတော့စစ်သားတွေဘာပြောကျင်လဲကျွန်တော်မေးကြည့်ပါမယ်။ရေဘော်ကဲရေဘော်ပြောကြည့်ပါဦးမင်းဘလို့တက်ဖြုတ်ကိုရောက်လာလဲ။မသိရဘူး။ထိုင်ပါရောက်ပါထိုင်ပြီးပြောရှိကြည့်နေပြော။ဟိုကျွန်တော်ကတော့ပတ်စင်ဖြစ်တာပေါ့နော်။သူစစ်မှုတရားပေါ့။ပထမဆုံးစဖို့တော့ဒီကောင်းလေးဒီပစ္စိုးလေး9ယောက်လောက်နဲ့စစ်သား2ယောက်လောက်နဲ့လက်နက်တွေကင်ပါလာတယ်ပေါ့။အေး ျွန်တော်ကလက်ရှိမှာအဲ့တော့ညီမကြီးမှာနေနေတဲ့အချိန်ပေါ့။ဟုတ်ညီမကြီးအလေရောက်နေတာ။ဟုတ်ညီမကြီးမှာနေနေတဲ့အချိန်ဆိုတော့ဒီကောင်တွေကကျွန်တော်ဘယ်လိုပြောပြီးခေါ်လဲဆိုတော့ဥက္ကဋ္ဌကอืมအင်းလင်းစမှုရန်ပါတယ်ပေါ့။อืมအဲ့ဒါကျွန်တော်ကအဲ့အချိန်မှာကျွန်တော်ချောက်မှာဒဏ်ရာနဲ့။ဘာချောက်ရတာဒဏ်ရာ။ဆံငယ်မောက်တာ။ဆံငယ်မောက်တာဒဏ်ရာ။ခြေချင်းကိုကျွန်တော်ကျိုးလာတယ်။ဩအဲ့အချိန်မှာကျွန်တော်ခင်ဗျားတို့စမှုရန်အဲ့လိုဒီဒုက္ခိတလည်းခေါ်တာပဲလားပေါ့။อืมမင်းအဲ့စကားမပြောနဲ့တဲ့။ဟောစရရက်ွက်ရုံခဏလိုက်ခဲ့ပေါ့။ဩရက်ွက်ရုံရောက်မှာ မျိုးရှင်းပြမယ်လို့ဟုတ်ကျွန်တော်မလိုက်နိုင်ဘူးအေးပေါ့ဒဏ်ရာကြီးနဲ့ကျွန်တော်မလိုက်နိုင်ဘူးကျွန်တော်မှလည်းဒဏ်ရာနဲ့ခင်ဗျားတို့လူကောင်းသူကောင်းလို့ခေါ်လို့အဲ့တော့ကျွန်တော်မလိုက်နိုင်ဘူးပြောအဲ့ဒီအချိန်မှာကျွန်내ပြစော်ရီ3လောက်ပါပေါ့ကျွန်တော်လက်လက်နဲ့ချင်းပြီးတော့ကောင်းကောင်းပြောနေကောင်းကောင်းလိုက်ခဲ့ဟဲ့အောင်နဲ့စကားမများနဲ့ပေါ့အဲ့ဒီမှာဒီဒိုက်ဆော့ခေါ်ဒီဒိုက်တော့ဆွဲမခေါ်ဘူးကျွန်တော်ငုတ်ထုတ်ထိုင်နေချိန်မှာ ညောင်းတော့ကျွန်တော်လမောင်းနှစ်ဖက်ကနေမှပြီထားပေါ့လိုက်ခဲ့ပေါ့အချိန်မှာကျွန်တော်မုတ်ဆိုင်ရဲ့အိမ်ရှိလေးမှာထိုင်နေတယ်မုတ်ဆိုင်ကဦးလေးနဲ့စကားပြောနေတယ်ကျွန်တော်အဲ့လိုလာခေါ်တာမိညမကြီးလည်းရှိတယ်ပေါ့တခုခုဖြစ်သွားမယ်ပေါ့ချင်းချောက်တဲ့စကားတွေပြောတယ်ပေါ့အဲ့တော့ကျွန်တော်မှမလိုက်ဘူးဆိုရင်ကျွန်တော်ရောက်ခွာရှိတယ်ပြီအေးပေါ့အဲ့တော့ရောက်ခွာအန်နီရပေးမှဆိုတဲ့အတွက်တည်းအတွက်ကြောင့်လည်းပါတယ်ပေါ့မိမလေးကိုအန်နီရပေးမှဆိုတဲ့အတွက်ကြောင့်လည်းလိုက်ွားလိုက်ရတယ်ပေါ့အေးပေါ့ပြလိုက်ပြီးတော့ဟိုလဲရောက်လဲရောက်တခါစစ်ကြောကြီးတန်းပို့လာဩစစ်ကြောကြီးမှမင်းတို့ကိုဘာတွေပြောသေးလဲဘယ်လိုတွေပြောလဲ ်ကြောကြီးမှာဘယ်လိုပြောလဲဆိုတော့ဒီစစ်မှုထမ်းပေါ့နော်စစ်မှုထမ်းသူတို့ခေါ်ရတဲ့ဒီကအကြောင်းရင်းကဒီနိုင်ငံသားကောင်းတွေကိုခေါ်တာပေါ့အဲ့လိုမျိုးပုံစံမျိုးတွေရိုက်သွင်းနေပေါ့ပြီးရင်ဒီဒီတော်လိုင်းဖွဲ့စည်းတွေပေါ့အချမ်းဖက်ဖွဲ့စည်းဆိုပြီးတော့ဒီကောင်းတွေနာမည်တက်ပြီးတော့ပြောတယ်အဲ့လိုမျိုးတွေရှိရပေါ့အဲဒါပေမဲ့ဒီကောင်းတွေပြောတဲ့စကားကိုလည်းကျွန်တော်တို့ကစာရေးကလည်းယုံကြည်မှုရှိပါဘူးပေါ့ပေါ့ကျွန်တော်လိုက်ထဲကလည်းကျွန်တော်ရောက်ွက်ထဲကလူငယ်တို့ကျွန်တော်ပြောခဲ့တဲ့စကားတစ်ခုရှိတယ် ငါပြတ်မလာခဲ့တော့ပဲရှိရှိဘလို့ចောင်းမျိုးနဲ့ပဲရှိရှိပေါ့မင်းတို့နောက်တော့စစ်မှုတန်းလာခေါ်လဲဆိုတော့လုံးဝမလိုက်ကြပါနဲ့ပေါ့ကျွန်တော်မှားခဲ့တယ်ပေါ့နော်ကျွန်တော်ရက်ွက်ကလူငယ်တွေကိုအဲ့လိုမှားခဲ့တဲ့အကြောင်းအရာတွေရှိပါဟုတ်ဟုတ်အဲ့ဒါစစ်တနာကိုဘလောက်တက်လာလဲကျွန်တော်3လတက်ခဲ့3လတက်လာတော့တက်ပြီးတော့စစ်မြေပြင်ကိုဘလောက်ချက်ချင်းပုတ်ခံအဲကျွန်တော်9:30မှာကျွန်တော်လာပိုင်းလောက်နေခဲ့ရတယ်ပေါ့9:30တက်မှာကျွန်တော် တလားလုံးနေခဲ့ရတယ်။အဲ့ဒီချိန်မှာတလားကြောကြောနေခဲ့မှာကျွန်တော်အဲ့ဒီကလည်းကျွန်တော်တို့ဖတ်ဖို့ကြည့်တယ်။အဲ့ဒီချိန်မှာမင်းရှိတဲ့ချိန်မှာသူတို့စစ်သားဟောင်းကြီးတွေစစ်ဘိုလ်ဆိုတဲ့ကောင်တွေဟာငွေရတောက်စားရန်ကားနေသလားပြောဆိုဆွဆန်းနေမှာအမတန်ရန်ရိုင်းပြသလားဘလူပုံနဲ့မြင်းမင်းလူရသားပြောင်းနေတယ်မင်းဟောမြင်ပြီအတော်မရိုင်းနဲ့တော်ပိုင်းရိုင်းနဲ့တော်မရိုင်းနဲ့ကောင်ဘလူမရိုင်းနဲ့ကောင်မနေ့၄နိုင်ဖို့၅နိုင်ဖို့ပေါ့ညကကောင်းမှုကုသိုလ်နဲ့မေတ္တာပွားနေရှေးကြီးထူရမယ်ရှေးကဒီကောင်မပါလို့ဆဲဆိုတယ်ဟောဒီကောင်ဘုံလင်းတဲ့ရက်တွေတောက်တယ်ဆဲတယ်မိစ္ဆာရော အခုမိစားပြီးတော့အလုံးလုံးနေနေလဲဆရာအဲ့လိုမျိုးလုံးနေတာလုံးနေသူကိုယ်တိုင်လည်းမြင်တယ်အဲ့လိုမြင်ရတာတော့သဘိုးတွေအုပ်ချောက်တွေနဲ့ကဲသဘိုးတော့ဒီနေရတာနေရင်းတွေပါရိုက်တယ်မေရီနဲ့ဆဲတယ်ဟုတ်ဒီတပြည့်မေရီနှမရည်နဲ့ဆဲတယ်အေးဘောကတော့မှအမေရဲ့နှမရည်ပဲရှိတာအေးဘောရမ်းနာတယ်ကျွန်တော်မကြိုက်ဘူးအေးဘောအေးဘောအဲ့လိုမျိုးအေးဘောကြည့်တယ်ဒါပေမဲ့ဒီကောင်တွေကဘလို့ပြောလဲဆိုတော့မင်းတို့ပြေးပပလက်ကံကမင်းတို့မိုင်းနေထောင်တာလေအေးလွန့်ပြေးပေါ့လွန့်ပြေးပေါ့မင်းတို့သေမှာပဲအေးပေါ့အဲ့လိုပြောတယ်ဒါပေမဲ့နောက်ဆုံးကျွန်တော်တို့တွေလုံးဝမခံနိုင်တဲ့ဆုံး 对面看那个什么，老板给让我来不？来、嗯、不？面一个撇皮的，但是我们养不起。等哪爸来滴啦？等哪让我们爸去的，我们赶紧去买点来，是不？等哪个？哎呦妈！我明天把我留点盘子，讲出差端开来，那些酱鸭子留留，没扒掉起来，你不要来吃饭，不如看啥？是的哦，喏，第八赛的哦，把地方你放底嘛，不如来是不？ ူတို့တန်နေစစ်သားပေါ့စက်တယောက်လောက်ကိုပါစာအယောက်50လောက်ဒီကောင်တွေအုပ်ချုပ်လာတယ်။အော်အဲ့တော့ကြောင့်အများကြီးရှိတယ်ပေါ့ပါစာရေ။ဟုတ်ကြီးပေါ့။သူတို့ကဒါစည်းလုံးမယ်ဆိုရင်ထွက်လာလို့ရတယ်ဆရာ။อืมอืมဘာမှကြောက်စရာမလိုဘူး။လူချင်းချင်းနဲ့ဒါချိတ်ဆက်ပြီးတော့ထွက်သက်ရှင်ခွင့်ရတော့ကျေတေးကြ။အေးမိုင်းတော့မနေမိအောင်တော့ပြန်ဆက်ခဲ့။သူတို့ဘာပြောချင်းလဲဆိုတော့ထွက်လာခဲ့ပါဦး။ကျိုးကျိုးပါ။အေးပေါ့ဟုတ်လို့မျိုးတော့ဒါမျိုးတော့ကိုရင်းနဲ့သူပြောပြတာပေါ့နော်။ဟုတ်ကဲ့။အဲ့တော့ဒီနေ့ဒီမဲ့ငါပြောပြရင်တော့အာငါ့ကိုမိတ်ဆွေတယောက်မညာတော့ message ပို့တယ်။ရန်ကုန်မှာတကြံဖမ်းနေတယ်ကွ။ ရန်ကုန်မှာတလန်ကျန်းဖမ်းလာမင်းတို့ရွယ်သူတွေအကုန်ဖမ်းဓမ္မအောင်လည်းရှင်ချင်းဖက်ဓမ္မအောင်ထဲမှာတန်ကျူးကျူးခတ်ပတ်ပြီးတော့အကုန်ချုပ်ထားလူငယ်တွေမနေရအထိနော်မနေညာအထိမင်းတို့တွေကစောစောစီးစီးလွတ်လွတ်လပ်လပ်ဘဝကိုရောက်လာတော့မင်းတို့ဘာပြောပြောကျင်းတ်ဆရာနော်ငမို့သာမင်းတို့အခုဆက်ကြည့်နေမင်းတို့အခုကပုံဆိုးပြီးချိန်နေကြအများကျတဲ့သွားပြီနော်အဲ့ရဲဘော်ပြောတော့နောက်ပြကြောမင်းဘလုတ်ဘလုတ်ဖန်တီချန်ဘလုတ်ချက်တဲ့တိတ်ခါကျွန်တော်ဒီကရီကတော့ထိုင်းမှာနေပါတော့ဟုတ်ပြီထိုင်းမှာနေပါ မြန်မာတော့ရွာမှာအဖားနဲ့လောက်ခိုင်းထားတယ်အင်းအင်းလည်းရှိပါအင်းအင်းနောက်အဲ့လိုမျိုးအလုပ်တို့အပြင်ထောက်ခွင့်တွေဓာတ်တွေမှာပိတ်ပါအဲ့ဒီမှာကျွန်တော်စားခွင့်တွေကြောင်အမြင်ထွက်အလုပ်လုပ်တဲ့ချိန်မှာဒီသူကအမားလို့ဆိုပြီးတော့စစ်စစ်မင်းမင်းရမ်းရမ်းဆိုပြီးတော့တခါတည်းခေါ်အမားဆိုဘယ်လိုအမားလဲဟုတ်သူကသူတို့ပိတ်ထားတဲ့ချိန်မှာအပြင်ထွက်လို့ဩမင်းတို့ဂျာတွေကနေအပြင်ထွက်ဖို့တော့မှခွင့်တောင်းရနေတယ်ဟုတ်ပါအော်အဲ့မှာတို့ဥက္ကဋ္ဌတွေနဲ့တို့ညှိနှိုင်းပြီးတော့ခဏမင်းမြန်တဲ့ရာရှိလို့ဆိုပြီးတော့ခေါ်ပြီးတော့တခါတည်းဆွေးကြောင်းကြီးကိုပို့ပါအော်ကျွန်တော်တို့ ဘာပြစ်မှမရှိဘူးနော်ဘာလို့ဒီလိုလောက်ထားတယ်လို့ပြန်ပြီးတော့ငင်းဆန်ပါတယ်ဒါမှမဟုတ်ဘလို့မှငင်းဆန်လို့မရပါဘူးอืมအဲ့ဒီကနေပြီးတော့ကျွန်တော်တို့တင်းနေနေပြီပို့တာဒီကျွန်တော်တို့လောက်ဆောင်ပါတယ်ဘာမှလည်းပြောခွင့်မရှိပါဘူးနောက်ကြောင့်မိသားစုကိုထောက်ပံ့မယ်ဆိုပြီးတော့လည်းပဲကျွန်တော်တို့ကသူတို့ပြောတဲ့စကားကိုယုံလိုက်မှဒါမှမဟုတ်သူတို့မထောက်ပံ့မယ်အဲ့ဒီရိုက်ရမှာငွေတွေကောက်ပါတယ်อืมငွေတွေကောက်ခိုင်းမယ်လို့သူတို့ကသူတို့လူချင်းနဲ့အတူသူတို့ကသူတို့ခွဲချပြီးတော့ယူတုံးကြတယ်တုံးကြပါတယ်ကျွန်တော်တို့မိသားစုကိုမေးကြည့်တဲ့အချိန်မှာတရားတရားမှမေးပါဘူးလို့ပြောပါတယ်อืมอืม ဒါဆိုလို့ရှိရင်တို့တလောကကြားရတယ်နတ်မောင်မျိုးနယ်ကကြေးရွာအုပ်ချုပ်မှုတယောက်ကထောက်ခံစာတစ်ခုလိုင်းပေါ်တက်လာတွေ့တယ်။ဘာလဲဆိုတော့နတ်မောင်မျိုးနယ်ဘယ်ကြေးရွာမှာဥပဒူကြီးသားမောင်ပဒူအသက်ဘလောက်ဒီကြေးရွာအပြင်တို့နွားကြောင်းရံထွက်ခွာမိမှာမှန်ကန်ပါအောင်ထောက်ခံပါဒီ။ဟုတ်တကယ်တကယ်တက်လာတာနော်။အဲ့တော့မင်းတို့မင်းနဲ့ဒေါင်းဝှစ်စုံလေးဝှက်ထားတာပဲ။ခေါင်းဝှစ်စုံလေးဝှက်ထားတာ။အဲ့တော့2020 15နဲ့2020ကြားမင်းတို့ကြေးရွာအပြင်နွားကြောင်းမှုထောက်ခံစာတောင်းခဲ့ရတယ်။ 哎，恁那那嘛，恁就约嘛，反正伢那其他那那那边招真行的来搞，晓得嘛？哎，恁那块的开地开干的，约着了，姐，哥约的边有南瓜、姜母了嘛？有虫有虫嘛？他可能等我来，是吧？你不老的姜母还要多少来着？我这多少天加几万片嘛？可别见不几个条路走，反看对啊，实在的对啊，对。哟，恁那话六十岁干的不着，这六十岁多都你看他，啊，这六十岁完了没老兄弟，不知道路的牌呢，啥去了？六六六六，六十岁屁股啊，不能十来代不闻家好嘛？ ဟုတ်တော့ဟုတ်ပါဘူးပြောမျိုးရှင်ရှင်လေဆိုတော့ငါပြောသလိုမဲ့ရွယ်စိတ်သက်ကြပြီးတော့မှတေမဲနေကိုစောက်မလားပြုံးမျိုးရှင်ရှင်နဲ့တေမဲနေကိုစောက်မလားလူကြီးရတယ်ကွာအေးတံပိုးရှိတဲ့လူပွားရယူမှာဘာလို့မဲရွယ်စိတ်တက်ကြနေမှာခက်ခဲတော့ရှိမှာပေါ့ရှိတဲ့ခက်ခဲကိုဘာလို့မင်းတို့သဘောထားရမလဲဆိုလို့ရှင်မင်းတို့ဓာတ်တစ်လက်ကိုတွေးမယ်ဆိုတော့မင်းတစ်သားပေါ်မှာတင်သွေးလို့ဓာတ်ထက်လာမလားမထားဘူးအေး ရေထဲမှာသွားသွေးနေလို့ထက်မလားမဟုတ်အေးငါမကျင်နိုင်ဘူးကွာအစ်ဝါးတွေပဲလက်ခုတ်နေမယ်ဆိုပိုတုံးသွားမှာပေါ့ဟုတ်လားဟုတ်ဓာတ်တလက်ကိုထက်ချင်ဘယ်မှာသွေးမလဲကြောက်ကြောက်မှာကြောက်တော့မှာချောမွနေတဲ့ကြောက်လားကြမ်းကြမ်းကြောက်ကြမ်းကြမ်းကြောက်အဲ့ဒါပဲမင်းတို့လောကရန်ဟိုခက်ခက်ခဲခဲကြမ်းကြမ်းတန်းတန်းရင်ဆိုင်ရတဲ့အချိန်မှာမင်းတို့ရဲ့အတွေ့အကြုံမင်းတို့ရဲ့အုံနောက်မင်းတို့ရဲ့စိတ်မင်းတို့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုဓာတ်သွေးတယ်လို့သဘောထားပြီးတော့အခက်ခဲတွေကိုရအောင်ကြော်ဖြတ်အခက်ခဲတွေကို လေကတိလို့သုံးနိုင်တဲ့လူမှန်သမျှအထက်ကိုရောက်တယ်။အခက်အခဲတွေကိုစိတ်ညစ်တဲ့ကွာဆိုလက်မြောက်အရှုံးပေးနေတဲ့လူမှန်သမျှတချိန်ချင်းဒူးထောက်ပြီးလူအောင်ရောက်တယ်။အဲ့တော့မင်းတို့ဘယ်ခက်ခဲကြုံကြုံနှုတ်ဟာယောက်ျားတွေဟုတ်လားဟုတ်ယောက်ျားယောက်ျားဆိုတော့ဟာဇွဲရှိရမယ်ခွန်အားရှိရမယ်ယုံကြည်ချက်ရှိရမယ်လောကကြီးရဲ့ကောင်းကျိုးကိုဥဆောင်နိုင်စွမ်းရှိတဲ့လူဖြစ်တယ်။အဲ့တော့မင်းတို့ယောက်ျားယောက်ျားတဲ့မှာမင်းဟာကောင်းကင်တမောကျေကိုဆွတ်သူများတွေ ဖောက်ထွက်ဖို့ကြောက်နေတဲ့အနေထားနဲ့ရအောင်ယုံထွက်လာခဲ့တယ်မင်းတို့ဟာအားပဲပြောပြောသူရဲကောင်းတစ်မျိုးဖြစ်တယ်အခုဆိုရင်မင်းတို့ပြည်သူတွေကတန်ဖိုးထားကြတယ်ဘာကြောင့်ဆိုတော့ passive ဘတ်သားဖြစ်မင်းတို့မနေဘဲနဲ့ပြည်သူဘတ်သားဖြစ်ဒီချစ်သားတွေဖြစ်မင်းတို့ခံပြီးကြောင်းလဲလာခဲ့လို့ဖြစ်တယ်ဒါကြောင့်မို့တန်ဖိုးရှိအောင်ကြိုးရှိအောင်တုံးချပါရတဲ့သမျှအချိန်ကိုမိမိဘွားအတွက်မိမိရဲ့လက်ရှိတော်လိုင်းအတွက်ပါဝင်စင်တော့တိုက်ခတ်နိုင်တဲ့စင်နေဖြစ်အောင်ကြိုးစားပါမကြမထင်ပါ ပြည်တော်စုကာကွယ်ရေးတပ်တော်ကြီးမဖြစ်မနေတည်ဆောက်ရလိမ့်မယ်။ငါဆိုတော့ပြောသလိုပဲဒီထဲမှာမင်းတို့ကူပြောင်ပူပေါင်းတာဝန်ထမ်းဆောင်နိုင်ဖို့ကြိုးစားပါနိုင်ငံကြီးတကယ်လုံခြုံပြီးဘေးကင်းသွားပြီးတွာသူ military institution နဲ့ပြည်တော်စုတခုလုံးကာကွယ်နေတဲ့ defense ရန်နရာကြီးလက်ပတ်သွားပြီးဆိုတဲ့အချိန်မှာမင်းတို့ဟာ AACC လေပဲပြန်ဆိုင်ဆိုင်ကလေးပဲပြန်မွေးမွေးကိုနေရကိုနေသားမှာကိုလွတ်လွတ်လပ်လပ်လုံလုံခြုံခြုံပြောပြောချင်းချင်းနေခွင့်ကျင်းတယ်ရလာမှာဖြစ်တယ်အဲ့ဒီမရောက်ရင်ဆက်ကြတော့ငါတို့အားလုံးဟာ အရေးကိုလိုချင်ရင်နေပွားစားပါဟုတ်ပြီโอเคအားလုံးဒီကွာဘယ်လိုဆောင်ကြရအောင်နော်အားလုံးကျေးဇူးတင်တယ်ရောက်လို့ဒါလို့သတင်းဆောင်ပါ